မနေ့ကပေါ့ရှစ်နာရီဝင်းကျင်လောက်မှာကျွန်တော် line တုံးနေတုံးနေတဲ့အချိန်မှာဒါဘိုပိုင်ချဲရဲ့ position တက်လာတာပေါ့နော်တက်လာတော့ကျွန်တော်တွက်ကြည့်လိုက်တဲ့အချိန်မှာအလောပဲမင်္ဂလာပါမင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ဒီနေ့ရောက်2025ခုနှစ်ဒါအော်တိုဘာလ2ရက်နေ့ပေါ့နော်အော်တိုဘာလ2ရက်နေ့ဒါဒီနေ့ကတော့ တတင်းတွေကတတင်းကောင်းတွေကြီးပဲများတယ်ဟောနော်တတင်းကောင်းတွေကြီးပဲများတယ်တတင်းကောင်းတွေကြီးပဲများတဲ့နေရာမှာဒါကျွန်တော်တို့ဟိုတစ်တီလေးဆိုပေမဲ့လည်းစစ်ကောင်စီအတွက်ထိရောက်စေတယ်ဗောနော်ထိရောက်စေတယ်ဒါစစ်မှုတန်းဒီလာောက်တဲ့កောင်းនេះတို့ពីပြူသောធីនេះတို့ဒီလိုမျိုးတွေបងเนาะដៃနဲ့ប៉ះទៅពីមកကျွန်တော်တို့ကဒါធីធីយောက်យောက်លုံနိုင်ណាស់ពីရင်ឈិកកောင်းស៊ីដេមកហូគូវិវរៈនេះ꽌ပြားနေដែរ ဟိုလူကဟိုလူတမျိုးပြောလိုက်ဒီလူကဒီလူဒီလူတမျိုးပြောလိုက်ဆိုတော့ကိစ္စတွေပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့သူတို့ဟိုထောက်ခံပါတယ်ဆိုတော့ဘုန်းကြီးကတမျိုးထပြောလိုက်ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လဲဒါဟိုဘယ်လိုပြောရမလဲဆိုတော့အချင်းချင်းကိုက်နေကြတဲ့ကိစ္စတွေလည်းပါတယ်ပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါဒီနေ့တင်ဆက်သွားမှာဖြစ်တယ်ပေါ့အဲတော့ဒါပထမဆုံးတရင်တပုတ်အနေနဲ့ဆက်လုပ်ပါဦးပထမဆုံးတရင်တပုတ်ကတော့ကျွန်တော်တို့ဒါပကိုးတိုင်းပေါ့နော်ပကိုးတိုင်းလက်ပရန်မြို့နယ်ကမ်းပြိုကျေးရွာကိုစစ်မှုထမ်းကျေးတာအောက်တဲ့ စစ်ကောင်စီရဲ့ဒါအင်အား20ပါတဲ့စစ်ကြောင်းကိုတာယောရီခရိုင်ပေါ့နော်3600နှစ်ကနေမှဒေါ်လာအေးပူပေါင်းတက်ဖွဲ့တွေရနေပြီးတော့ဝိုင်းပစ်တာပေါ့ပစ်တဲ့အချိန်မှာ၂ရောက်ဒေဝါတယ်အဲ့ဒီမှာခုန G3 တလက်နဲ့ကျွန်တော်တို့ကာပိုင်းတလက်ပေါ့အဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရတော့နည်းနည်းပျော်သွားတယ်ဘာကြောင့်လဲဆိုတော့ဘုံကဒီပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးနေတာပေါ့နော်ပေါ်တာလာဆွဲလိုက် ပတ်စံစက်ကြီးလာကောက်လိုက်ဒီလိုဒုက္ခပြည်သူဒုက္ခလာလာပေးနေတဲ့ကောင်တွေကိုစောင့်ကြိုပြီးတော့ပြင်လိုက်တဲ့ဗီဒီယိုဖိုင်လေးပေါ့အဲ့ဒါလေးကြည့်ပြီးတော့တော်တော်လေးဟိုအားတက်စရာဖြစ်တယ်ဟုတ်ဟုတ်အဲဒါနဲ့ပတ်သက်လို့လေဒါအားရစရာပေါ့နော်အားရစရာဆိုတော့ဒါကျွန်တော်ပြောပြတာလည်းဆာလို့ရှိရင်ဒါသူ့အဲမြေပြင်မှာတကယ်တိုက်ပွဲဝင်ခဲ့တဲ့လူပြောပြတာကပို့ပြီးတော့မှဟို ိုပြီးတော့မျက်လုံးနဲ့လဲပိုကွက်ကွက်ကွင်းကွင်းမြင်လိုက်ပဲပေါ့နော်မြင်လိုက်ပဲဆိုတော့ဒါကျွန်တော်အဲ့ဒီကကျွန်တော်တို့တကယ်မစ်ရှင်ပေါ်ဆောင်ခဲ့တဲ့တပ်ဖွဲ့တွေတွေကကျွန်တော်တာဝန်ရှိတဲ့တအူးနဲ့ကျွန်တော်ချိန်ဆက်ထားရပေါ့ချိန်ဆက်ထားရဆိုတော့ကျွန်တော်နောက်ရကြလို့ရှိရင်အဲသူနဲ့ပြောတဲ့အင်တာဗျူးလေးကျွန်တော်တင်ပေးမယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှလည်းဒါကျွန်တော်တို့ဟိုအဲ့ဒီဘက်ကလည်းကျွန်တော်တို့တွေကပြည်တွင်းနဲ့ဆိုတော့တချို့နေရာတွေလက်လန်းမမီဘူးပေါ့နော်လက်လန်းမမီတဲ့အခါကျတော့တို့မှရိတ်ခါတို့ ကျွန်တော်တို့လက်နက်ခဲယမ်းတို့နော်စေးဝါးတို့ကျန်တဲ့ထောက်ပံ့ရေးပစ္စည်းတွေတို့ဒီဟာမျိုးတွေပေါ့နော်ကျွန်တော်တို့ဒီနေဆက်တစ်ချောင်းမှာဖြစ်တဲ့တိုက်ပွဲကြတော့သူကအခုစားရကုံဝါနဲ့ဂူချက်ချင်းတပည့်နိုင်ငံတွေဝယ်ပြီးတော့မှဟိုမှာကန်လေးကူးပြီးတွတ်ပို့ရင်ရတယ်ပေါ့နော်စားရရှိသေးတယ်သူတို့ကြတော့ပေးစိတ်နဲ့နှံကောင်လိုပဲကျွန်တော်ကြိုးပြီးတော့မှစူးစောင်းရတာစူးစောင်းရဒီမိုးရရစီဆိုလို့ရှိရင်ငါတို့တပ်ဖွဲ့အင်အားဘယ်လောက်ရှိတယ် ငါတို့ဒီတမိုးမှာစားသောက်ဖို့တယ်ဆန်ကဘလောက်ကုန်မဲကျက်သွန်ပြူကဘလောက်ကုန်မဲကျက်သွန်နီကဘလောက်ကုန်မဲအာလူကဘလောက်ကုန်မဲဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးကုံကြောက်တွေလည်းစူဆောင်းရတယ်လို့ကျွန်တော်တို့ဒါအသားငါဆိုလို့ရှိရင်လေဒါလှူတဲ့လူရှိမှာပေါ့နော်ပြီးလို့ရှိရင်ဒီလိုမရှင် ဖော်ဆောင်တဲ့ကိစ္စတွေဆိုလို့ရှိရင်လေသူတို့မှာဟို budget ပြည့်စုံမှာအလုံးလုံးနိုင်တဲ့အခြေအနေမျိုးတွေရှိတာပေါ့ရှိတဲ့အခါကျတော့ဒါသူတို့တာဝန်ရှိတဲ့လူနဲ့စကားပြောပြီးွားတဲ့အခါကျရင်သူတို့မှာလိုအပ်ချက်တွေဘာတွေရှိလဲ ငါကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့ ਨੇ ဘာတွေဝိုင်းပြီးတော့မှကုလို့ရမလဲဆိုတဲ့ဟာပေါ့နော်ဒီဟာလေးနဲ့ပတ်သက်ပြီးတော့လေဒါဟိုဒီတိုက်ပွဲကိုဒီတိုက်ပွဲဆိုရတယ်ဒီချုံကိုတိုက်ခိုင်းမှုပေါ့နော်တို့ဒါစစ်မှုတန်းကြီးကောက်ပြီးတော့မှပြန်လာတဲ့កောင်တွေကိုဂျားနေစောင့်ကြိုပြီးတော့မှပိုင်ပိုင်နိုင်နိုင်တိုက်ခိုင်းနိုင်လိုက်တဲ့ဟာကိုကျွန်တော်မျက်လုံးနဲ့ကွက်ကွက်ကွင်းကွင်းမြင်အောင်လို့ဒါကျွန်တော်တို့တခြား ်သူတို့နဲ့အင်တာဗျူးပြီးသွားရင်တော့ပြန်ပြီးတော့တင်ဆက်ပေးမယ်ဆိုတာလေးပြောချင်တယ်ပေါ့နော်ဟုတ်နောက်တစ်ခုကတော့ဒါကျွန်တော်တို့မကွေးတိုင်းပေါ့နော်မကွေးတိုင်းဟိုပါပေါ့ငဖဲမြို့နယ်အတွင်းနဲ့နိုင်ရီကန်စခန်းပေါ့အဲဒီမှာဆိုတော့ဒီနိုင်ရီကန်ဟိုလေချောင်းရံကာကွယ်ရေးဟိုတက်ရင်းနဲ့ဒါပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတာနှစ်ရက်ဖြစ်နေတယ်လို့လည်းကြားရတယ်ပေါ့နော်ကြားရတယ်အဲတော်လိုင်းတက်ဖွဲ့တချို့ရဲ့ပြောပြချက်အရဆိုရင်အလောင်းနဲ့ခုနရှင်းပြလက်ပြတ်တွေဆိုရင်အယောက်200လောက်တောင် ရှိနေပြီဆရာကြီးပေါ့เนาะဒါပေမဲ့တချို့ဟာတွေကျတော့စည်ရေးတရေတွေကိုဟိုထိချုပ်ထားတာတွေရှိတယ်ပေါ့เนาะနောက်တစ်ခုကစစ်ကောင်စီအနေနဲ့ဟိုအကြဆုံးများနေတဲ့ခါကျတော့ဒီကလေတက်ကနေမှလေရင်၃မျိုးနဲ့လာပြီးတော့လေချောင်းတိုက်ခိုက်မှုတွေလုပ်တယ်ပြုတယ်လို့သိရတာပေါ့အဲ့ဒီမှာပထမဒါမြေမြေရဲဘော်တွေပြောတာတော့ဝိုင်တွဲနဲ့တနေကုန်တနေကုန်ဝိုင်ဝိုင်တွဲနဲ့ပုံကျဲနေတယ်ဝိုင်တွဲပြင်အဲ့မှာဟိုတယောက်ကပြောလိုက်တာပုံကိုထူးခြားတာပေါ့နော်ဒါ Y8 ပါ ဟိုပတ်နေတာတွေ့ရတယ်ဆိုတော့ကျွန်တော် YA ဆိုရင်ပို့ပြီးတော့သတိထားရမှာပေါ့ကျွန်တော်တို့ဒေါ်လာ8တက်ဖွဲ့နေတဲ့ဘာကြောင့် YA ကသတိထားရမှာလဲဆိုတော့ Y12 တက်ကိုဒါ၁၀စားလောက် YA ကဟိုလက်နက်ခဲရန်တိဆောင်နိုင်တဲ့တန်ချိန်ကသူကကျွန်တော်တို့ဒီဟိုပါပေါ့ပေါင်2000ရဲ့အထက်ပေါ့2000အထက်အနည်းဆုံးတင်နိုင်တဲ့ခါကျတော့ဒါ Y8 ပါတက်ပြီးတော့ကျဲနေပြီလားတော့တန်တရားဖြစ်တယ်ပေါ့နော်အဲဒီမှာ Y12 ရယ် Y8 ရယ်နောက်တစ်ခု Jet Fighter ရယ် လာပြီးတော့လေချောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့လည်းသိရတယ်ပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်လို့ပေါ့နော်ဒါဝိုင်းတွဲရယ်ဝိုင်းအိတ်ရယ်ဂျက်ဖိုက်တာရယ်ပေါင်းနေပေါ့နော်အပေါင်းပြီးတော့မှဒီလိုမျိုးဟိုလုတ်တဲ့မရှင်မျိုးဆိုတာဒါစစ်ကောင်စီရဲ့လေတက်မှာကြုံမှုလားရှိလားပေါ့နော်ရှိလားဒီလိုပုံစံကသူက ဘလို့အခြေအနေကြောင့်လောရတာလဲပေါ့နော်ဒါဆရာကြီးတီးတလောက်ပေါ့နော်ဘလို့အခြေအနေကြောင့်လောရတာလဲဘာဖြစ်လို့လဲဆိုတော့ဒီဟာကကျွန်တော်တို့အမျိုးအစားမတူတဲ့လေရင်တွေအမျိုးအစားမတူတဲ့လေရင်တွေတကူအမှန်နဲ့ပြန်တိုင်းပြောရမယ်ဆိုစိုက်ကားနဲ့ဟိုဟိုဟာနဲ့ဟိုကားနဲ့ဟိုအုပ်စုဖွဲ့ပြီးတော့မောင်းတဲ့ပုံစံကိုစိုက်ကားလည်းနင်းတယ်ကားကလည်းမောင်းတယ်အဲ့လိုမျိုးအုပ်စုဖွဲ့ပြီးတော့ဟိုဟာဖြစ်တဲ့ဟာသူကဘလို့ပြောရမလဲဟာမိုနီလည်းဖြစ်ဘူးပေါ့နော်လိုက်ဖက်ညီမှုလည်းမရှိဘဲနဲ့သူကအဲတကူကအနှေးပြန်နေတယ်တကူက အမြန်ပြန်ပြီးတော့မှဝင်ရောက်ပြခတ်တယ်ဆိုကျွန်တော်တို့ကတွေးတာကဘယ်လိုမျိုးဟိုတွေးမိလဲလို့ဆိုတော့ဝိုင်းတွဲနဲ့ဝိုင်းကကောင်းကောင်းတဏျာချင်းခြေပြီးတော့မှလိုက်ဘုံကျဲပြီးတော့မှအဲ့ဒီအနေမြန်ကျွန်တော်တို့ကင်မရာကောင်းကောင်းနေနေမြန်ကင်းထောက်လာပေါ့နော်အထက်ပြီးတော့ကင်းထောက်လာပေါ့နော်အကင်းထောက်ပြီးတဲ့မှာအလူအုပ်စုတွေ့တယ်ဆိုအချိန်ညမှာတခါဂျက်ဖိုက်တာဝင်ကျဲတာတော့ဘာလို့များလုံနေလာပေါ့နော်ဒါကတော့တေချာပေါက်တစ်ခုရှိတာတော့ဒီလို အနှေးတဲ့ဘုံကျဲလေရင်နဲ့မြန်တဲ့ဘုံကျဲလေရင်နဲ့အုပ်စုဖွဲ့ပြီးတော့မှဒီ၃စီးကအုပ်စုဖွဲ့ပြီးအလွတ်လွတ်နေပြီဆိုကတဲ့ကစစ်ကောင်စီအနေနဲ့ဒီနေရာမှာတော်တော်အထိနာနေပြီဆိုတာတော့ဒါတေချာတယ်ပေါ့နော်အဲ့တော့ဒီလို၃စီးအုပ်စုဖွဲ့ဖို့ဆိုတာကအရင်တုန်းကတော့ ဒီချစ်ကောင်းစီလေတက်မှာစဉ်းစားမိတာသူတို့စဉ်းစားမိရလားဗောနော်ခုမှထလောက်တာလားဗောဒါလေးနဲ့ပတ်သက်နေရှင်းပြပေးဗောဒါအာနာမသိခင်တော့ကလေချောင်းတိုက်ခိုက်မှုပုံစံနဲ့အခုကျွန်တော်တို့2021အာနာသိမှုဖြစ်စဉ်နောက်ပိုင်းလေချောင်းတိုက်ခိုက်မှုပုံစံတွေမတူတော့ရှင်တော့ဆိုတော့ကျွန်တော်တို့ Jet Fighter နဲ့ဗောနော် Jet Fighter တို့ခုန A5 တို့ကျွန်တော်တို့ K8 တို့ S7 တို့2016နဲ့2019ဗောဒါမုံဂိုးတို့ဘာတို့ဝတိုက်တဲ့တိုက်ပွဲတွေမှာဆိုရင် ဖိုက်တာတွေဟို K8 တို့ A5 တို့ S7 တို့နောက်တစ်ခုက MI35 တို့ဒီလိုလေယာဉ်တွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေလောက်တာပေါ့နော်အဲ့ဒီမှာမှဟို K8 ဆိုရင်ကျွန်တော်တို့ formation ပေါ့ခုန2 aircraft အဲ့လိုမျိုးဇုံပစ်တာပေါ့ဒါမှမဟုတ် K8 ရဲ့တင်းဆောင်နိုင်တဲ့ဝင်ကြတော့ဟိုခုန A5 တို့ရက်ဝမ်းတာဒီလိုတော့ခုနလက်နက်ခဲရန် rocket တို့ကြည်လို့ပေါ့နော်ဘုံတို့ကအဲ့လောက် K8 ကတေးတဲ့အခါကျတော့တင်းဆောင်နိုင်တဲ့ဟိုဟာမရှိဘူးပေါ့အဲ့ဒီ ဖိုင်တာတဲမှာဆိုရင်ခုနရက်ဝန်တာတီလိုပါဆိုဆိုရင်ကျွန်တော်တို့ဟိုပါပေါ့3000 kg ပေါ့ဘုံက3000 kg ဆိုရင်ပေါင်6600လောက်တင်နိုင်တယ်ပေါ့အဲ့ဒီနောက်ပိုင်းကျတော့သူပြစ်ပြီးတာနဲ့ခုနကျွန်တော်တို့ဒီကန်နွန်ပါမှာပေါ့နော်ဟိုပါပေါ့ရက်ဝန်တာတီ A5 ရဲ့နောက်တစ်ခုက K8 ရဲ့သူကတော့23 mm ကန်နွန်ဆိုတော့ဒုံ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 ဆိုပြစ်တယ်ပြစ်ပြီးလို့ရှင်တခါ rocket ဟာ rocket ဆိုရင်ဒါ K8 တို့ပါလို့ဆိုရင် 57mm တို့29တို့ပါလို့ဆိုရင် 80 mm တော့အဲ့လို rocket တွေနဲ့ပစ်တယ်နောက်ဘုံပေါ့၃မျိုးရှိတာပေါ့ကန်နွန်ကြီးရယ် rocket ရယ်နောက်တစ်ခုကဘုံရယ်အဲ့အဲ့ဒါပစ်ပြီးတာနဲ့ round နှစ်ပတ်သုံးပတ်လောက်လှည့်ပြီးပစ်လိုက်လို့ရှိရင် fighter ကခဏလေးတွင်းပဲကုန်သွားတယ်ဝိုင်တွဲကျတော့အဲ့လိုမဟုတ်တော့ဝိုင်တွဲတော့တေးတယ်ဒါပေမဲ့ပေါင်း1000လောက်သူတင်လေးတင်ထားရှိတယ်ဆိုပေမဲ့ခုနကလိုပေါင်း60တို့ပေါင်း70တို့အဲ့လိုတေးတေးပုံလေးတစ်လုံးချင်းလိုက်ချတာအများကြီးချလို့ရတယ်อืมသူ fighter ကျတော့ဟို နှစ်ပတ်လောက်ပဲပြစ်ပြီးတန်းပြန်သွားတာတော့သူ့ရဲ့မရှင်ပြီးွားကြီးဆိုတော့ဝိုင်တွဲကျတော့အဲ့လိုမဟုတ်ဘူးဝေးပြီးတလုံးချင်းအဲ့လိုလိုက်စိတ်ကြိုက်လိုက်ချပြီးဝဲနေတာအဲ့ကျတော့ကျွန်တော်တို့တော်လိုင်းတော်တော်တက်ဖွဲ့တော်တော်များများစိတ်အနှောက်ယှက်ဖြစ်တာပေါ့နော်စိတ်အနှောက်ယှက်ဖြစ်တယ်နောက်တစ်ခုကဒီဝိုင်တွဲကအပေါ်ကနေပြီးတော့ကြည်ကြီးတယ်တော်လိုင်းရဲဘော်တွေဘယ်ဒီပြီးလဲဆိုတော့စောင့်ကြည့်နေဝိုင်တွဲကကုံပြီဟေ့ဆိုတာနဲ့နောက်ခုနဟိုဂျက်ဖိုက်တာလာပြီးဟေ့ဆိုရင်ပိုက်လော်ချင်းလမ်းပြီးတော့ contact လုပ်ပြီးတော့မှဒီကျွန်တော်တို့ online ရဲပေါ်တွေရဲ့ location ကိုလမ်းပြော target ပေးလိုက်လေ target ပေးလိုက်လေဥပမာဈေးတီတစ်ခုရှိတယ်ကျွန်တော်တို့ဒီဟိုပါပေါ့နော်ကရင်ပြည်နယ်လေးကကောပဲဖြစ်ဖြစ်တနေရာပဲဖြစ်ဖြစ်ဖြစ်ပြီးတော့ချင်းပိုင်းတွေကကြည်နေကြည်နေတော့အဲ့လေးကီကွန်နဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ဒီဈေးဒီတစုရှိတယ်မလားဈေးဒီရဲ့ဟိုကအရှိတ်ဖက်လားအနောက်ဖက်လားတောင်ဖက်လားမြောက်ဖက်လားဆိုတော့ဝိုင်းတွေကနေပြီးတော့တွန်လိုင်းရေးပေါ့ဘယ်ဘက်မှာရှိတယ်ဆိုတော့ သူ့ရဲ့ကြည်ကုံပြီဆိုတာနဲ့နောက်ကလာတဲ့29ပဲဖြစ်ဖြစ်ရဝန်ဒါတီပဲဖြစ်ဖြစ်ပိုက်လော့ကိုလမ်းပြီးတော့ inform လောက်လိုက်တာပေါ့နော်ညီလေးရေဒီမှာဇေဒီရဲ့ဘယ်ဘက်မှာတော့တော်လိုင်းရေးရေပေါ့လေရှိတယ်ရှေးရှေးဘက်ဆိုရှေးဘက်အဲအဲ့လိုပြန်ပြီးတော့လမ်းညွှန်ညွှန်လို့ရတယ်ပေါ့နော်အခုနောက်ပိုင်းတိုက်ခိုက်ပုံတိုက်ခိုက်ညီဒီမတူလာဘူးဆိုတော့ဝိုင်အတွဲရဲ့အချိန်ကြာကြီးနဲ့ဝဲနေလေးဘုံကအနည်းဆုံး2နာရီလောက်ဝဲပြီးတော့မှနေလို့ရတယ်ဝိုင်အတွဲရဲ့အဲ့ထက်ပို့ပြီးတော့ဒါခုနက ကုန်တန်ချိန်အများကြီးတင်ဆောင်နိုင်တာ哦ဝိုင်းတွဲဝိုင်းတွဲတဲ့ကိုဝိုင်းကဆယ်စားလောက်တင်ဆောင်နိုင်လေအခါကျတော့ဒါမျိုးပို့ပြီးတော့စစ်ကောင်စီအနေနဲ့လေကြောင်းတိုက်ခိုက်မှုတုံးလာတာ哦တော့တွေ့ရတာပေါ့ဟုတ်ဟုတ်အဲဒါနဲ့ပတ်သက်ပြီးတော့လေအခုဟိုဟောဘောကျွန်တော်ပထမပြောလို့ဘောဒါအနှေးရင်တွေကကင်းထောက်မယ်ကင်းထောက်ပြီးတော့မှသူတို့ကဘုံမကျဲဘူးဆိုရင်ဒါအမြန်ရင်ဖြစ်တဲ့ဒါ jet fighter တခုခုပေါ့နော် jet fighter တက်လာတဲ့ jet fighter တခုခုကိုသူတို့ ပိုင်းလောက်ချင်းချင်းလှမ်းပြောပြီးတော့မှဒါ target ပြီးပြီးတော့ပြစ်ခိုင်းတာမျိုးတွေကျွန်တော်တို့ဒါနေရီကန်ဘက်မှာဒါမကွေးရခိုင်ပေါ့နော်အဆက်မှာတော်တော်များများလှုပ်ဆောင်လာတာတွေ့ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကျန်တဲ့တော်လိုင်းတက်ဖွဲ့တွေနေရာတွေမှာကောမလှုပ်ဆောင်နိုင်ဘူးလားဆိုတော့ဟာဒီလေဒါစဉ်းစားရဖြစ်တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကတော့အခုဆိုလို့ရှိရင်ဒါစစ်ကောင်စီက drone ကိုဒါအုပ်စုဖွဲ့ပြန်တန်းတာပါသူတို့ကလောက်လာပြီ။ဟုတ်ကျွန်တော်တို့ပထမ ကျွန်တော်တို့တွေတွေးခဲ့မိတာကကျွန်တော်တို့လေသူအကြံတူနောက်လူသာသမြဲဆိုတဲ့စကားကိုကျွန်တော်ဘယ်တော့မှမေ့ထားလို့မရအဲ့ဒီဟာမေ့ထားတဲ့ဟာကကျွန်တော်တို့တကယ်အဲတိုက်ပွဲတစ်ပွဲရှုံရင်ဒါမှမဟုတ်နေမြေတစ်ခုဆုံးရှုံးရင်ပေါ့နော်တိုက်ပွဲမှာလူတော့မပေးအသက်ဆုံးရှုံးမှုမရှိဘူးလက်လက်ခင်းရနေတော့မသိသိလိုက်ဘူးဒါပေမဲ့အချိန်နေရကျွန်တော်နောက်ကိုတလန်းဆုတ်ပေးလိုက်ရတဲ့ဟာမျိုးတွေကကျွန်တော်တို့အကြံတူနောက်လူသာသမြဲဆိုတဲ့ဟာကိုကျွန်တော်တို့တွေကတတိမထားခဲ့ မိတဲ့အကြောင်းတရားတွေပေါ့နော်။ဒါကြောင့်လဲဆိုကျွန်တော်တို့တွေကအရင်တော့ကျွန်တော်ရဲ့ drone နည်းပညာကအရင်တာလွန်တယ်။တာလွန်တဲ့အချိန်မှာစစ်ကောင်စီကကျွန်တော်တို့ drone နဲ့ကြားတာနဲ့ကိုကိုဖျော်ဖျက်ပြေးဖို့လက်နဲ့ချပြီးပြေးဖို့အတွက်ပဲကြံစီနေပြီ။တို့မှကျန်တာဘာမှမစင်းသားတော့ပြေးမယ်ပဲ drone နဲ့ကြားရတယ်ပြေးမယ်။ drone နဲ့ကြားရတယ်ပြေးမယ်။အဲ့တော့အဲ့ဒီဟာကိုစစ်ကောင်စီကဘာလုပ်လဲဆိုတော့အဲ့ဒီအပြေးတက်တက်ကနေပြီးတော့မှဒီကောင်တွေကကျွန်တော်တို့ရဲ့တာလွန်တဲ့ drone တွေဘယ်လိုလုပ်ရမလဲ။နော် ။ तू ပြည်ပကိုဘယ်ချိန်မှဖြစ်ဖြစ် तू တရားဝင်ဝယ်ယူပိုင်ခွင့်ရှိတယ်။ तू လေရင်နဲ့သွားတယ်လို့ရတယ်။နိုင်ငံခြားလေရင်နဲ့လာပို့ခိုင်းလို့ရတယ်။အကျွေးလဲဝယ်လို့ရတယ်။အဓိကတော့ तू မှာပတ်စံပေးနိုင်တယ်ရတယ်။ပတ်စံမပေးနိုင်လဲအကျွေးနဲ့နောက်မှပေးမဲ့တာကြီးဆိုပြောမှလုံးလို့ရတာဗောနော်။လုံးလို့ရတဲ့ခါကျတော့အခုကျွန်တော်တို့ဒါဟိုစကားဒီအခုကိစ္စနဲ့ပတ်သက်ပြီးတော့စကားဆက်ဆက်သွားလို့ပေါ့နော်လိခိတ်ကောမှာအခုကျွန်တော်တို့ဘယ်လိုကြုံနေရလဲဆိုတော့ तू ကချစ်ချောင်း လေလို့၄ချောင်းထိုးတယ်၆ချောင်း၄ချောင်းထိုးတယ်ထိုးတဲ့ချိန်မှာကျွန်တော်တို့သူက၄ချောင်းသလုံးကိုသူကအတက်မပြဘူး၄ချောင်းလုံး move မလုပ်ဟုတ်မလုပ်ဘဲနဲ့၃ချောင်းကငြိမ်နေတယ်ငြိမ်နေပြီးတချောင်းကပဲထိုးတယ်တချောင်းကထိုးတဲ့ချိန်မှာကျွန်တော်တို့တက်ဖွဲ့တွေကအဲ့ဒီတချောင်းကိုတွားပြီးတော့မှအဲ့ဒီ၆ချောင်းကတော့ရှေ့ကိုခြုံထွက်လာပြီဆိုပြီးတော့တပိတ်တယ်တပိတ်တဲ့ချိန်မှာဒီကောင်တွေကအဲ့ဒီကြံနေတဲ့တချောင်းကမလုပ်လဲဆိုတော့အဲ့ဒီအဲ့တက်နေတဲ့တချောင်းကကျွန်တော်တို့ drone နဲ့ လှမ်းပြီးတော့မှချိုးမိုးတာတို့လက်နဲ့ကြီးနဲ့လှမ်းပစ်တာတို့ဘာလို့အဲ့လိုမျိုးအဓိကတော့ဒီဒီတချောင်းကကျွန်တော်တို့လူဝင်အားကိုလာထိန်းတာဟုတ်ဘယ်တယ်လာဆိုင်ပေးထားတယ်ဆိုင်ပေးထားပြီးတော့ဒီဘက်ကအစပြီးချပြီးဆိုတဲ့အခါကျမှငိန်နေတဲ့၃ချောင်းကတက်ငိန်နေတဲ့၃ချောင်းတက်၃ချောင်းကတက်တယ်တက်တော့ကျွန်တော်တို့တွေကဟိုဘက်က၃ချောင်းတက်လာပြီဆိုတော့တရင်ရတော့တခါကိုလူကဟိုဘက်ကိုထက်ရွှေ့ပြီးတော့မှ တွားပြီးတော့အဲ့သုံးချောင်းမှာတွားပြီးတော့အင်အားခွဲပြီးတော့တွားပိတ်ရပြန်အောင်ပေါ့နော်အဲ့လိုတွားပိတ်တဲ့အချိန်ကြားလိုက်ကြတော့ဒီဘက်ကဟိုသုံးချောင်းကဘယ်တဲ့အဆိုင်နားပြီးတော့ဒီဘက်တစ်ချောင်းကတခါထပ်ပြီးတော့မှတက်တယ်ပေါ့နော်အဓိကက तू ကဒီလို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 လုံနေတာပေါ့နော်ဒီလိုလုံနေတယ်လို့ပြောချင်တာပေါ့အဲ့ဒီမှာ drone ကကောင်းကောင်းစေချောင်း၄ချောင်းလုံးက drone ကောင်းကောင်း drone သမားကောင်းကောင်းတွေခေါ်လာပြီးတော့မှအင်မီအားပြည့်နဲ့ drone အင်မီအားပြည့်နဲ့လာတယ်ကိုစီက၂စီးတက်လို့ရှိရင်သူစီက၄စီးတက်ပြတဲ့ ပုံစံမျိုးဟုတ်တယ်အဲ့လိုမျိုးတွေလောက်လာတယ်ပေါ့နော်အခုလက်ဒီတိုင်းပဲဒါကျွန်တော်တို့ဒီလိုပြဿနာတွေကတောက်လျှောက်ရင်ဆိုင်လာရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအားမရဘူးအားမရဘူးဆိုတော့ဇကားတွေကျွန်တော်ပြည်သူလူထုမှလည်းအများအားကြားလို့ကျွန်တော်တို့တွေတောင်တစ်ခါတလေမှသွားပြီးတော့ခံစားမိဟာဘယ်လိုဖြစ်ရတာလဲကွာဆိုတော့ကျွန်တော်နောက်ဆုံးဈေးမြင့်ကိုလိုက်လိုက်တယ်လင်ငင်လိုက်ကြည့်တယ်လိုက်ကြည့်ပြီးတော့မှဖြစ်တဲ့အခြေအနေကိုကျွန်တော်တို့တွေသုံးသပ်ကြည့်တဲ့အချိန်မှာဘာသွားပြီးတော့မှ တွေ့ရလဲလို့ဆိုရရကျွန်တော်တို့ကစိတ်တဲ့အင်အားချုံရင်းလို့နောက်ဆုတ်ရတာလည်းမဟုတ်ပြန်လူရင်းအားကြောင့်နောက်ဆုတ်ရတာလည်းမဟုတ်ပြန်ဟုတ်နော်လက်လက်ခရမ်းအင်အားကြောင့်နောက်ဆုတ်ရတာလည်းမဟုတ်ပြန်ဘာသွားဖြစ်နေလဲတော့နောက်ဆုံးချိန်နေရကျွန်တော်ဘတ်ဂျက်ငွေကြေးအင်အားကြောင့်ကျွန်တော်နောက်ဆုတ်လိုက်ရတဲ့နေရာတွေအများကြီး ဖြစ်ပေါ်နေတယ်ဆိုတဲ့ဟာကျွန်တော်တို့ရှေ့မှာတာတကတွေအများကြီးရှိခဲ့တယ်။နေရာဒေသတွေတော့ကျွန်တော်တို့ဖော်ပြပြီးတော့မပြောတော့ဘူးဒါပြည်သူလူထုလည်းတချို့နေရာတွေအတိပဲဖြစ်တယ်ဗောနော်ဥပမာတစ်ခုပြရင်ကော့ဂရိတ်မှာကျွန်တော်တို့ justice soja ကိုဆွဲလို့ဆုတ်လာခဲ့ရတဲ့ဟာလေဒါ budget ကြောင့်ပဲကိုစီရတုံးတဲ့ drone နဲ့ तू ကတာလုံးနဲ့ drone နေတုံးလာတယ်အဲ့ drone မှာမှ तू ကဒီဂျိုးယိုးဘုံဒီမဟုတ်ဘဲနဲ့ဒီအစိမ့်ငွေချလို့ရတဲ့ဘုံဒီမျိုးကအဆ စစ်ကောင်စီက၃နာရီအဓိကအကြောင်းဆိုလိုချင်တာကတော့ဘတ်ဂျက်ကြောင့်ကျွန်တော်တို့တချို့နေရာတွေကကိုကတိုက်ချင်ပါတော့လေကိုကအတင်းဝင်ပြီးတော့မှတွေ့ထုတ်ချင်ပါတော့လေဘတ်ဂျက်ကြောင့်ကျွန်တော်တို့နောက်ကိုခဏလေးဆုတ်ပြရတဲ့အခြေအနေမျိုးတွေကြုံနေရတယ်ဆိုတာလေးပြောချင်တာပေါ့နော်ဟုတ်နောက်တစ်ခုကတော့ဒါစကိုင်းတိုင်းပေါ့ကံပလူမျိုးနဲ့အုံတော်ကြီးပါပြူစော်တိစကန်းကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကညာ၁၀နိုင်လောက်မှာဒါလျှက်တစ်ပြက်ပေါ့နော်လျှက်တစ်ပြက်ကြောက်ကြစနစ်နဲ့ဝင်ပြီးတော့ တိုက်ခိုက်တိမ့်ပိုက်တာပေါ့အဲဒီမှာခုနဟိုအရှင်ဖမ်းပြီးတဲ့လူကလည်း6ယောက်ရှိတယ်နောက်ပြီးတော့တေဆုံးတဲ့လူက2ဦးပေါ့နော်ဒါဟိုအရှင်ဖမ်းပြီးတဲ့လူတွေပါလေဆိုရင်လက်ပေါ်ကောင်းတင်ထားတဲ့ဓပုတ်လေးကောင်းမလက်တင်လို့ပါကောင်းမလက်တင်ဟာဒါရီဘယ်ဟာဒါရီဘယ်ဘာလို့ရတယ်ပြောကောင်းမလက်တင်ထားတာဟုတ်တယ်ဒါလေ တက်ဖို့နေတွေ့တာပေါ့လက်နဲ့ငယ်တချို့လည်းဒါတင်စေရမိရဲ့လို့တွေ့ရတယ်ပေါ့ဟုတ်လက်နဲ့ဆိုတာခொနှစ်လက်ပေါ့နော်ခொနှစ်လက်အဲ့ဒီမှာဒါကျွန်တော်မနေ့မနေ့ကပဲဒါ7နာရီမနေ့ကပေါ့7နာရီဝင်းကျင်လောက်မှာကျွန်တော် line တုံးနေတုံးနေတဲ့အချိန်မှာဒါဘိုပိုင်ချဲရဲ့အပိုစီတက်လာတာပေါ့နော်တက်လာတော့ကျွန်တော်တွက်ကြည့်လိုက်တဲ့အချိန်မှာအာ तू ကရေးထက်တာလေးကတကယ်ဟိုတော်တော်အားရစရာလေးပေါ့နော်တနက်ရှစ်ချက်ပဲဖောက်လိုက်ရတယ်ပေါ့နော်ရှစ်ချက်ပဲပြစ်လိုက်ရတယ်အဲဒီရှစ်ချက်မှာနှစ်ကောင်ကချောသွားပြီ နှာခေါင်လျှောဝါးပြီးတော့မှကျန်တဲ့6ခေါင်ကိုကျွန်တော်တို့ကအရှင်ဖမ်းမိလိုက်တယ်ပေါ့နော်အဲ့တော့ပါဇက်ပေါ့ဟိုပါဇက်ပေါက်6ပေါက်တော့တိုးသွားတယ်ပေါ့နော်ကျွန်တော်တို့က6ရောက်စာတော့ကြွေးရအောင်မယ်သူစီမှာဟိုမှာဟိုဇီကုံရဲစကန် ဟိုဟာခေါ်လာတဲ့ရဲသုံးမန်းတွေလည်းရှိသေးတယ်အဲ့မှာမွေးလာတဲ့ကလေးလည်းသူကြီးစုဆောင်ကြောက်ရသေးတယ်အခုတခါ6ရောက်ထပ်ပြီးတော့မှထပ်ပြီးတော့ဟိုဟာဖြစ်တယ်ဆိုတော့အဲ့ဒီဘက်လည်းနိုင်တဲ့လောက်တော့ကျွန်တော်တို့ပြည်သူလူထုကတော့နိုင်တဲ့လောက်တော့ဝိုင်းပြီးတော့မှကူညီပေးကြအောင်ပေါ့နော်အဲ့ဒီဒီနေ့ကတော့တကယ်အားရတဲ့တဲ့င်းကတော့အဲ့ဒါပေါ့နော်ကျွန်တော်ကြီးတန်းရှစ်ချက်တဲ့ဖောက်တဲ့ချိန်မှာ2ရောက်ကတော့ကြွားသွားပြီ6ရောက်ကျွန်တော်တို့အရှင်ဖမ်းမိလိုက်တယ်တနတ် စုစုပေါင်းကျွန်တော်တို့9လက်ပေါ့နော် G3 ရယ်ကာပိုင်ရယ်ကျွန်တော်တို့ဒါပြောင်းကျော်လက်နဲ့ရယ်ပေါ့နော်ပြောင်းကျော်ရယ်ကျွန်တော်တို့ဒါ9လက်တင်းစီရမိလိုက်တဲ့အခြေအနေမျိုးသွားပြီးတော့မှတွေ့ရတာပေါ့အဲ့တော့ဒီဟာကကျွန်တော်တို့အခုကြည့်မယ်ဆိုလို့ရှိရင်ဂျာကြီးကဟိုပြူစောတိ6ယောက်ဒါ2ယောက်တည်းရယ်6ယောက်ဖမ်းမိတယ်ဆိုတာ6ယောက်ကင်းဆောင်နေတယ်ဟုတ်6ယောက်ကင်းဆောင်နေတဲ့ဟာကိုကျွန်တော်တို့ဒေါ်လာ8တက်ဖွဲ့ကအနောက်တော့မရောက်သေးဘူးသူနင်းကိုတင်းတော့မပြည့်ရသေးဘူးလှမ်းပြီးတော့မှကျွန်တော်တို့ကြီးတန်း8တော့ ထွက်လိုက်တဲ့အချိန်မှာသူတို့လူနှစ်ယောက်လည်းမှန်သွားရောကျန်တဲ့ကောင်တွေကအေးစီစီလေးဒါလက်နဲ့ချသွားတာဗောနော်လက်နဲ့ချသွားတဲ့ဟာလေးဒါတော်တော်အားရစရာလည်းဖြစ်တယ်ဗောနော်အဲ့တော့ပြူစောထီးတွေကလည်းဖင်ကောင်းကျင်နေတဲ့ပြူစောထီးတွေလည်းတခြားနေရာမှာရှိသေးတယ်ဗောနော်ရှိသေးတယ်မင်းမင်းညာတီရာယူမွန်တို့ဘာတို့လည်းရှိသေးတယ်ဒါကြီးလည်းကျွန်တော်တို့ဘက်ကနေပြီးတော့မှဒါဆုံးမပေးဖို့လည်း ဒါကြံစီနေတယ်ဗောနော်ကြံစီနေတဲ့ဟာကဒါတကယ်လက်တွေ့အနာကိုရောက်မလာသေးလို့ဗောနော်ရောက်လာအောင်ထီလဲကျွန်တော်တို့ဘက်ကဝိုင်းဝန်းကြံစီနေတဲ့ဟာရှိတယ်ဒါကတော့ထုတ်ပေါ်ပြီးမင်းတို့ကသွားပြီးသတင်းပေးပြန်ရမဟုတ်ဘူး ချစ်ကောင်းစီကကျွန်တော်တို့တွေးသမျှကောင်အကုန်လုံးပြင်းပါကျွန်တော်တို့ပြောထားပြီးသားပဲအဲ့ဒါကိုကိုယ့်ဟာကိုလုံးဂျုံအောင်တာနေလုံးဂျုံအောင်တာနေဟိုလက်ဘရန်ကောင်နေလို့လိုက်ရလိုက်ရနဲ့ရှောက်ပြီးတော့မှပတ်စံကောက်ပြီးတော့မှပျော်မြူးပြီးတော့ပြန်မလာနဲ့ဒါဆိုရင်လည်းပြင်းပါပဲနော်အခုလဲဒီတိုင်းပဲကျွန်တော်တို့ဒါကမ့်ဘလူးကဒီဟွာကောင်နေလို့ဒါအုံတော့ပြူရွာကောင်နေလို့ပဲဟိုအချေရောက်လောင်းနဲ့တောစားမှုရေးပြီးတော့မှကင်းဆောင်မရင်းနဲ့ဒါလည်းတွင်းပြင်းပါပဲအဲ့ဒါလေးပြောချင်တာပေါ့နော်ဟုတ် ဒါနောက်တစ်ခုကတော့ကျွန်တော်နေပြည်တော်မှာပေါ့နော်ဒါပြည်သူပိုင်းမျိုးတွေကိုတိတ်ပြီးတော့ဒါတည်းရင်ခက်ကတော့ဘုံဘွားကဒါတည်းအေကောနှစ်သိန်းလုံးလို့မတန်မဆဈေးတွေနဲ့သူတို့ရောကြည့်ပေးကြည့်ပေးပြီးတော့နိုင်ငံတော်စီမံကိန်းဆိုပြီးတော့အကြောင်းပြပြီးမျိုးတွေတိတ်ထားပြီးတော့မှအခုဒါဗလီဆောက်တယ်ဆိုတော့ခုနဒေတာခံပြည်သူတွေနဲ့ခုနဗလီဆောက်တဲ့ကိစ္စတွေနဲ့မျိုးပြမှာအလို့ပြဿနာလေးတွေဖြစ်နေတယ်ဆိုတော့တော့တွေ့ရတော့ဟွန်းအဲ့ဒါလည်းပတ်သက်ပြီးတော့လေဒါကျွန်တော်တို့ပြောရမယ်ဆိုရင်နေပြီးတော့လေဝေးမှာပေါ့နော် လေဝေးရောဘလီဆောက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါဟို2023မှာဒီမီဒီကိုစသိမ်းခဲ့တယ်ဗောနော်2023မှာစသိမ်းခဲ့တယ်တိမ်းတဲ့အချိန်မှာပြည်သူလူထုကဒါနိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့မှတိမ်းတဲ့အတွက်ကြီးကြီးပြူပေးခဲ့တယ်ဒါပေးပြီးသွားပြီဟုတ်မင်းအောင်နိုင်ကလည်းတရားကိုဟိုဘယ်လိုပြောရမလဲဆိုတော့အခကျင်းကိုပေးပြီးသွားပြီဒီမေးမေးတမ်းမို့ခြေပြီးသွားပြီဗောနော်ပတ်စံခြေပြီးသွားပြီဒါကနိုင်ငံတော်ပိုင်ဖြစ်သွားပြီ ပြီးပြီဇလန်အဲ့မှာနေတပုတ်ပြီးွားပြီဒါပေမဲ့ကူကမဟုတ်ဘူးမကျင်နှက်ချင်းကဘလီဆောက်ခွင့်ပေးလို့ဘောနော်ဘလီဆောက်ခွင့်ပေးလို့ဘူးလက်လာဆိုရဘာပြောလဲဆိုတော့ကျွန်တော်နေပြည်တော်စီပင်တာဝန်ရှိရဲ့လူကိုဖုံးဆက်ပြီးွားပြီဘာဘလီမှမဆောက်ဘူးဘူးလက်လာဆိုရပြောတယ်အောင်မင်းကအဲ့ဒီဘလီဆောက်တဲ့နေရာကြီးဒီသွားပြီးတော့မှဗီဒီယိုဖိုင်ရိုက်ပြီးတော့မှတင်ပလိုက်တယ်ဒီမှာသူဆိုင်းမုတ်ကြီးချိန်ထားတယ်ဒီမှာဒီနေပြည်တော် စီပင်ကနေဘလိုလိုမျိုးခွင့်ပြုမဲ့ရထားတဲ့ဟိုအမိတ်မှဘလောက်ဘလောက်အရာစောင့်နေပါတယ်ဒီမှာချန်စီယိုတွေကာနေပါပြီဆိုပြီးပါမှာအဲ့တော့ဒီဘလီကိစ္စနဲ့ပတ်သက်ပြီးတော့မှာဒီခွေးချင်းကိုင်းနေတာကတော့တကောင်ကောင်တော့ထောင်ကြတော့မယ်တကောင်ကောင်ထောင်ကြတော့မယ်ဘာဖြစ်လို့လဲဆိုတော့ तू ကဟိုထောင်ကြတာကသူတို့ဘိုင်းပေါ့အကုန်လုံးမဲ့ကြတော့သွားပါတော့ဒါပေမဲ့ ဘာသာရေးရဘူးလလဆွေကပြောထားတယ်ဗောနော်ဟိုနေ့ကကျွန်တော်တို့ပြောခဲ့တဲ့ထဲမှာမတူဘူးกว่าမတူဘူးกว่าဆိုတဲ့ဟာဗောနော်ဗုဒ္ဓဘာသာဘုန်းကြီးကြောင်းရှိမှကြတော့မျက်သွားရှင်းပေးတယ်မွတ်စလင်တို့ဟိန္ဒူတို့ကြတော့မင်းတို့တမဝမ်မှာစာအုပ်မရဘူးလားမင်းတို့လည်းထုတ်စားနေကြပဲမင်းတို့ကမင်းတို့ရှင်းဆိုတဲ့ပုံစံမျိုးနောက်ဆုံးကြတော့ဘာပြောလဲဆိုတော့မတူဘူးกว่าမတူဘူးกว่าဆိုတဲ့ဟာအခုလဲဒါသူတို့ကဟိုဟိုဟာမင်းအွန်လိုင်းကဒီဟိုအတွက်နိုင်ငံတော်အတွက်ဆိုပြီးကမှတိန်းထားတယ် တင်ညာပြီးတော့မှဒီသူတို့ပြောတဲ့ဟိုကတော့ပါသူတို့ဒါပေါက်ကိုတော့ပြောရတဲ့အထက်မှာပါတာပေါ့ကလားတွေကိုနောက်တော့ဘုံကြီးတပါပြောထားတဲ့အထက်မှာလည်းပါကလားတွေကိုဆိုရဟာပေါ့နော်သူတို့ကဒီတခြားဘာသာတွေကို ကျွန်တော်တို့အဲဗမာကြီးကြီးဆိုးရေးဝါဒဗုဒ္ဓဘာသာကြီးဆိုးရေးဝါဒဆိုတာကကျွန်တော်တို့တွေအလကားရှောက်ပြောနေတာမဟုတ်ဘူးတကယ်လက်ရှိအခုဖြစ်နေတာပဲနော်ဗလီစောက်ခွင့်မပေးဘူးဗလီစောက်ဘာဖြစ်တော့သူတို့ရဲ့ဒီမွတ်စလင်တွေရဲ့ဟိုဟာနဲ့ဟိုဘယ်လိုပြောရမလဲ အစ္စလမ်ရဲ့သူတို့ကိုယ်ကိုယ်သူတို့ယုံကြည်တဲ့အတွက်သူတို့တတ်နိုင်လို့ရှောက်တာဗုဒ္ဓဘာသာကိုလာပြီးတော့မှဟိုလှံမပြရင်ပြီးရောဗျာသဘောပြောရတာဟုတ်တယ်မလားကိုရီလည်းသူများဘာသာကိုဗုဒ္ဓဘာသာလည်းသူများဘာသာကိုသွားပြီးတော့လှံမပြရင်ပြီးရောပေါ့သူ့အနေနဲ့သူသူယုံကြည်ရယုံကြည်ရကိုယ့်ဘက်ကိုကိုယ်ွယ်ကြပါဘောနော်အဲ့ဒီမှာဟိုရံမဖြစ်ရင်တော်ပြီပေါ့နော်ဒါမျိုးတော့ သူ့ဘာသာကိုမှသူကိုယ်ခွယ်ခွင့်မရဘူးလွတ်လပ်စွာကိုယ်ခွယ်ခွင့်မရဘူးဆိုလို့ရှိရင်ဘယ်မှာလဲနောက်ထပ်တက်လှမ်းမဲ့ဒီမိုကရေစီဆိုတဲ့အနှစ်သာရကဘယ်နေရာမှာတွားပြီးတော့မှရောက်မှာအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့မှဘာသာရေးအထူးကိယုံဖြစ်အောင်အခုလှုပ်ဆော်ပြီးတော့မှပြောကြားနေပြီပေါ့နော်ပြောကြားနေပြီမင်းတို့အဲဆာယာဖားအကောင်တွေကဘာလုပ်နေကြလဲဘလို့ဝါဖြစ်တာလဲပေါ့နော်ဘူလက်လာစရာကျွန်တော်စီစီဘင်ကတာဝန်ရှိတဲ့လူပဲထောင်ကြမလား ဘူးလဲလားဆိုထောင်ကြမလားနောက်ဂျားထဲမှာညက်နေတဲ့ကြုံမျိုးမင်းတကောင်ကြီးသေးတယ်ကြုံမျိုးမင်းကစကုံတန်ရဲနဲ့ပတ်သက်ပြီးတော့မှပြောထတာပေါ့နော်ဟိုဘလိုမျိုးတွေဟွာဖြစ်နေပြီသူ့နဲ့မိတော်သူပြန်ရဲပြန်ရဲရလားပေါ့နော်ရွေးကောက်ပွဲကိုထောက်ခံပါတယ်ပြောပြီးတော့မှသူ့နဲ့မိတော်သူမပြန်ရဲတဲ့လူကဘယ်နေရာမှာဘာတွေဝဲထားပါပြီညာဝဲထားပါပြီဆိုတဲ့ဟာကိုဘူးလဲလားဆိုရတဲ့တစ်ခါပြန်ပြောထားတယ်အေးသတင်းတော့ပေါ်စားလေးနော်မင်းတော့အခြေအနေမကောင်းတော့ဘူးအဲ့ဒါဟိုကတရားဆွဲတော်မယ်ပြောတယ်ပေါ့နော်တရားဆွဲမယ်ဆိုရင် နှမှုနဲ့သာဆွဲလိုက်ပေါ့66ကာကြီးရဲ့အတေးဖြတ်မှုပဲနှမှုနဲ့သာဆွဲလိုက်ဆိုပြီးတော့မှပြောပြောလိုက်တဲ့ဟာလေးပေါ့နော်အဲ့ဒီဟာဒါသူတို့စီမှာတော့ဦးလက်ရှိတော့ဒါဗလီကိစ္စနဲ့ပတ်သက်ရင်တော့အဖြေတော့မထွက်သေးဘူးပေါ့နော်ခြေချင်းလိမ့်နေတယ်။ဒါပေမဲ့တေချာတာကတော့ဗလီရတော့ဟုတ်တယ်။မှန်တယ်။စောင့်နေပါတယ်။အောင်မင်းကိုယ်တိုင်အဲ့ဒီနေရာကိုသွားပြီးတော့မှပြထားပါပြီ။ဗလီစောင့်နေတာကတော့တေချာပါတယ်။ဒီဟာနဲ့ပတ်သက်လို့လေကျွန်တော်တို့ဒါတော်လန်ရင်းနဲ့ပတ်သက်လို့လေဘာမှထိခိုက်တဲ့အကြောင်းအရာလည်းမဟုတ်ဘူး။တော်လန်ပြီးသွားရင်လည်း ီကိစ္စတွေဗိုလ်ချုပ်ထွန်းမြတ်နိုင်ပဲကြည်ပါလားဟိုမှာသူ့နေမြေမှာဒီမွတ်စလင်တွေများတဲ့အတွက်အစ္စလမ်တွေများတဲ့အတွက်သူဟိုမှာဘလီမောင်းတော့ကဘလီကိုဆယ်သူနှစ်တစုကျော်ကြာဖွင့်မဖွင့်နိုင်သေးတဲ့ဘလီကိုသူသွားပြီးတော့မှပြန်ဖွင့်ပေးတဲ့ဟာမျိုးဒါကတော့သူယုံကြည်တာကိုကိုွယ်တာကိုလာစော်ကားတာမှမဟုတ်အဲ့တော့ဘုံကြောင်းကြီးကိုဖျက်ပြီးတော့မှဗုဒ္ဓဘာသာဘုံကြောင်းကြီးကိုဖျက်ပြီးတော့မှဘလီလာစောက်တာမှမဟုတ်တာဆိုလိုချင်တာဟုတ်တယ်မှာဗုဒ္ဓဘာသာဝင်တွေကိုတတ်ပြီးတော့မှ ဟိုအစ္စလမ်ဘာသာဝင်တွေဝင်ပြီးတော့မှနေရာယူတာမှမဟုတ်တာဒီဟာကဘာမှမပြောပါတော့တဲ့အရာပေါ့နော်သူစီသူကန်းတဲ့သူထိန်းထားလို့ရှိရင်ရတဲ့ကိစ္စပေါ့နော်အဲ့တော့ယုံကြည်ကိုးကွယ်မှုပေါ်တော့မှပဲအခုလက်ရှိတော်တော်တဲ့လက်မခံတော့ဆိုတော့ဒါ2025ဒီဇင်ဘာ28ဆိုတဲ့ရွေးကောက်ပွဲကြီးကဘာလို့တွားပြီးတော့မှအခွင့်အရေးဘာတွေရမှာမလို့ခမားတို့တွေဘာယုံကြည်နေတာလဲလို့ပြောချင်တာပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ဒါလက်ဘရန်ကိစ္စတို့ကျွန်တော်တို့ဒါ ကမ်ဘလူဘိုပိုင်ချဲတို့ကိစ္စတွေကဒါအင်မတန်အားရရတော့အားရတဲ့ကိစ္စတွေပေါ့နော်ကြီး၈တောင်းနဲ့နဲ့ကျွန်တော်တို့တနက်9လက်နဲ့ဒါအလောင်း9လောင်း3万6 3万6 6ဦးဟုတ်ရခဲ့တယ်ဒါအားရတဲ့တရင်တွေပေါ့เนาะအဲ့တော့စေကောင်းစီကတော့ရေကောက်ပွဲလို့သာပြောနေတယ်ဘာသာရေးရလဲအခွင့်အရေးလုံးဝအပြေးအဝရမှာမဟုတ်သလိုလူအခွင့်အရေးရလဲဘာမှအပြေးအဝရမှာမဟုတ်ဖ ೇನೆ ဒီပုံစံတိုင်းပဲဆက်ပြီးတော့မှ စစ်ဖနက်အောက်မှာထားမဲ့ယူကောက်ပွဲပဲဖြစ်တယ်လို့ပြောကြရင်လည်းဒါကျွန်တော်တို့ရဲ့ဇကဝိုင်းလေးကိုဒီကုန်းချုပ်ပါရဗျအဆုံးအနီကြီးရှုပ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျ